ဟာလေလုယာဖခင်ယေရှုတော်ချီးမွမ်းပါれအွန်လိုင်းကခွန်အားယူနေတဲ့မိဘညီကိုမောင်တော်များအားလုံးကို God bless you အာမင်ဒီနေ့ကျွန်တော်ပါအားပေးခြင်းလဲဆိုတော့ကျွန်တော်တို့ရှေ့မှာမြင်ရတဲ့မြင်ကွင်းကတော့ကျွန်တော်တို့အတွက်မသက်သာဘူးခံစားရတယ်နားထဲမှာကြားတဲ့သတင်းတွေကလည်းအိုးမလွယ်ဘူးကျွန်တော်တို့ဘဝဘယ်လိုရှေ့ဆက်ရက်တည်ရမလဲမြင်ရတာလည်းမလွယ်ကြားရတာလည်းမလွယ်ဝမ်းမမြောက်နိုင်ဘူး ချက်သားညီကောင်မောင်နှမသင်မြင်တဲ့အရာနဲ့သင်ကြားတဲ့အရာကသင်ဘွားရဲ့အဖြစ်မဟုတ်ဘူးနော်သင်ဘလို့ဝန်ခံတယ်လေအဲ့ဒါကသင်ဘွားရဲ့အဖြစ်ယောရှုမစာခန်းကြီး1အပိုက်ငယ်6ကိုကျွန်တော်ဖတ်ပါမယ်သင်ကိုငါမာထားသည်မဟုတ်လောအာယူ၍ရဲခြင်းရှိလောမကြောက်နှင့်စိတ်မပြတ်နှင့်တွားလေရာရာ၌ပင်ဖျားသခင်ထာဝရဘုရားရှိသည်ဟု မိတ်တော်မူ၏မကြောက်နဲ့ဘာဖြစ်လို့ပြောလဲကြောက်เสียရတွေ့မှာမို့လို့စိတ်မပြတ်နဲ့ဘာလို့ပြောလဲစိတ်ပြတ်เสียရတွေ့နိုင်လို့အာယူရရင်ကြီးရှိလို့ရဲရင်ပါဖယားသခင်စီမှာအာယူပါဖယားကကျွန်တော်နဲ့အတူရှိတယ်အံ့ဩပွဲဖယားကဘာပေးမှလဲအောင်မြင်ခြင်းပေးမှဖြစ်တယ်အာမင်ဒီညာနဲ့ပတ်သက်ပြီး ြောက်စရာမြင်ကွင်းတစ်ခုကိုမြင်ခဲ့ရတဲ့လူတွေအကြောင်းကိုကျွန်တော်ပြောပြတရက်တော့ဖယားကမောရှေကနေတစင်စကားပြောတယ်။ဘာပြောလဲဆိုတော့ခါနန်ပြည်ကိုသွားစုံစမ်းသွားစုံစမ်းမှားလိုက်တောလေရာကျန်ခန်းကြီး73အပိုက်ငယ်1ကျွန်တော်ဖတ်ပါမယ်။တပန်ထาวရဘုရားသည်မောရှေအားမိတော်မူသည်ကဣသရေလအမျိုးသားတို့အား ငါပေးသောခါနန်ပြည်ကိုစူးစမ်းစေခြင်းကအမျိုးနွယ်အသီးသီးတွေကအစွဲမျိုးသူကြီးဖြစ်တော်သူတမျိုးတယောက်စီရွေးကောက်၍စေလွတ်လောမောရှေဣဒရီလာစနမျိုးရှိတယ်တမျိုးတယောက်ရွေးပြီးတော့လွတ်လိုက်ခါနန်ပြည်ကိုသွားဆုပ်စမ်းဒါနဲ့ပဲ12ယောက်ရွေးပြီးတော့လွတ်လိုက်တယ်သွားလဲသွားလိုက်ကိုအဲ့ဒီ12ယောက်ထဲမှာနှစ်ဘွဲ့ကွဲသွားတယ် ်ဆယ်ယောက်ကတစ်ဘွဲ့နှစ်ယောက်ကတစ်ဘွဲ့ဆယ်ယောက်အမြင်နဲ့နှစ်ယောက်အမြင်မတူဆယ်ယောက်ကဘလို့မြင်သလဲခန္ဓာပြရောက်တဲ့အခါမှာအခန်းကြီး73အပိုင်ငယ်28ကျွန်တော်ဖတ်ပါမယ်တို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီးပါ၏ခိုင်ခန့်သောမြို့ကြီးနှင့် နေကြပါ၏ထိုမြတ်မက အနက အမျိုးသားတို့ကိုလည်းမြင်ရပါ၏ဆယ်ယောက်ရဲ့အမြင် မလွယ်ဘူးထင်တယ်ခေါ်လူတွေကိုကြည်ရတော့အားကြီးတယ်အနကအမျိုးတွေလိုပဲကြီးကြီးသူတို့မျိုးလည်းကြီးတယ်နော်မျိုးရိုးတွေကကြီးကြီးငါတို့ဘလို့တိုက်မလဲဆယ်ယောက်ရဲ့အမြင်မပြီးသေးဘူးအဲ့ဒီဆယ်ယောက်ဘလို့ထပ်မြင်သေးလဲအပိုင်ငယ်31သူတို့နဲ့အတူလိုက်သွားသောသူတို့ကဤပြည်သားတို့ကိုငါတို့ မတိုက်နိုင်အဲ့ဒါဆိုတာပဲတိုက်တော့မတိုက်ရသေးဘူးဘလို့မြင်လဲငါတို့နိုင်မှာမဟုတ်ဘူးဒီအပြင်ဘလို့ထပ်မြင်သေးလဲအငယ်30နဲ့နှစ်သူတို့ကအယက်မြင်နေအယက်လက်ထပ်မြင်နေတယ်သူတို့ကမပြီးသေးဘူးသူတို့အမြင်30နဲ့3ကိုကြီးတော်သူဖြစ်တယ်ကိုခန္ဓာကကြီးကြီး ကိုကြီးသောအမျိုးနွယ်အနကအမျိုးငါတို့ဘလို့နိုင်မလဲနိုင်မှာမဟုတ်ဘူးအဲ့ဒါသူတို့အမြင်ဟောလူတွေကိုအဲ့လိုမြင်ပြီးကိုကိုကိုဘလို့ပြန်မြင်လဲအပိုင်ငယ်30နဲ့သုံးမှာသူတို့ရှေ့မှာငါတို့ကနှံကောင်ကဲတော့သွားလိုက်ပါတော့ကိုကိုကိုကြတော့သူတို့ရှေ့မှာနှံကောင်လောက်ပဲတဲ့ဘာမှမတိုက်ရသေးဘူး ်စားစားစီစီရှုံပေးနေပြီကျင်းတော့သူတို့နှုတ်ကသူတို့ဘလို့ဝန်ခံထားလဲနိုင်မှာမဟုတ်ဘူးငါတို့ကသူတို့ရှိမှာပါလဲနန်းကောင်းလိုပဲသူတို့ကကိုခန္ဓာကြီးကြီးအရက်လည်းမြင်းနေအာကြီးတဲ့မျိုးဖြစ်တယ်သူတို့ရှိမှာငါတို့ကနန်းကောင်းလိုပဲငါတို့ဘလို့နိုင်မလဲသူတို့ဝန်ခံတာစစ်တိုက်ပြီးမှရှုံးလို့ဝန်ခံတာလားမတိုက်ခင်ရှုံးမယ်လို့ဝန်ခံတာလား မတိုက်ခင်ရှုံးမယ်လို့ဝန်ခံထားတာသူတို့ရဲ့အမြင် သူတို့ရဲ့စကားသူတို့ရဲ့အထင်ကိုကဘာဖြစ်လဲသူတို့ကိုစိတ်ပြက်စေတယ်အဲ့ဒါကိုက80ရာခိုင်နှုန်းရှုံးပြီးသားလို့မှတ်လိုက်တော့เนาะကျွန်တော်တို့ရဲ့အမြင်ကျွန်တော်တို့ရဲ့အထင်ကျွန်တော်တို့ရဲ့စိတ်ထဲမှာဟာလာတွေးနေတဲ့အရာအားလုံးကစိတ်ပြက်စရာကြီးပဲဒါဆိုတကယ်ရှေ့ရောက်သွားရင်သင်ဘာခံစားရမလဲစိတ်ပြက်စရာပဲခံစားသူတို့ဘလို့ဝေခံထားလဲငါတို့ရှုံးမယ် ငါတို့နိုင်မှာမဟုတ်ဘူးတို့ဝါခံတဲ့အတိုင်းတို့ဖြစ်လာတော့မယ်အဲ့ဒီယောရှုနဲ့ကာလကအခန်းကြီး14အပိုင်ငယ်9မှာတို့ပြောတဲ့စကားကျွန်တော်သိကြိုက်တို့အမြင်ကိုကြည့်နော်အပိုင်ငယ်9ကျွန်တော်ဖတ်ပါမယ်ဣသရေလမျိုးသားအပေါင်းတို့အားခေါ်လျက်လာအောင်ငါတို့ရှောက်သွား၍စူးစမ်းသောပြည်သည်အလွန်တရာကောင်းသောပြည်ဖြစ်ပါ၏။အယံကောင်းတဲ့ပြည်ပဲတဲ့ နို့နဲ့ပြားရည်စီးသောထိုးပြီတို့ငါတို့ကိုစောင့်သွင်း၍အပိုင်ပေးတော်မူလိုက်ပြီဟာလေလုယာပေမဲ့ဝါခံသလားငါတို့အပိုင်ရမယ်လို့ဝါခံလားငါတို့အပိုင်ရမှာအဲ့ဒါအပိုင်ရမယ်လို့ဝါခံတယ်ဘလို့ပြီနို့နဲ့ပြားရည်စီးသောပြီထပ်ပြီးပြောမယ်အပိုင်ငယ်ကိုရောက်တော့ဘာပြောလဲကြောက်စရာ မလိုဘူးအဲ့ဒီပြည်သားတွေကိုဘာမှကြောက်စရာမလိုဘူး ထပ်ပြီးသူတို့ဘလို့ဝင်ခန့်လဲအပိုင်ငယ်ကိုးမှာပဲအဲ့ဒါလေငါတို့စားစရာအဲ့ဒီကိုကြီးမာသောသူဟလာဟိုအဲ့ဒီအနကအမျိုးတွေအဲ့ဒါအားလုံးငါတို့စားစရာအတိတ်ပြအဲ့လူတွေအားလုံးငါတို့နိုင်မှာငါတို့ကြော်ဖြတ်ပလိုက်မှာဖယားခင်ငါတို့ဘက်မှာရှိတယ်သူတို့ကြည့်အားကိုမရှိဘူးသူတို့ဘက်မှာအမိလည်းမရှိဘူးအတိတ်ပြသူတို့မှာအားကိုမရှိဘူးငါတို့မှာတော့ပါရှိလေ အားကိုးစရာဖျားရှိတယ်အဲ့ဒါယောရှုနဲ့ကာလတ်တို့ကအဲ့လိုပြောတယ်ဆိုတော့ယောရှုနဲ့ကာလတ်အမြင်ကဘာလဲနိုင်မဲတော်တိုင်မဲတိုင်မဲနို့နဲ့ပြားရစီးတဲ့ပြီးငါတို့ကိုဖျားအပိုင်ပေးတယ်သူတို့မှအားကိုးစရာမရှိဘူးငါတို့မှအားကိုးစရာရှိတယ်အဲ့ဒါသူတို့အမြင်တကယ်ပဲတော်တိုက်တဲ့အခါမှာယောရှုနဲ့ကာလတ် ခံစားရတဲ့အဲ့ဒီကောင်းကြီးကိုဟာလေလုယာဘာကြောင့်လဲသူဘလို့မြင်ထားလဲအဲ့ဒါဖခင်ကတော့ပေးတဲ့ပြီသူတို့ဝါခံတဲ့အတိုင်းသူတို့ခံစားရတယ်ဟိုဆယ်ယောက်ကတော့ရှုံးမယ်လို့ဝါခံတဲ့အတိုင်းသူတို့ကအဲ့ဒီကောင်းကြီးကိုသူတို့မခံစားလိုက်ရအောင်အဲ့တော့ဒီနေ့ online ကခွန်အားယူနေတဲ့မိဘညီကိုမောင်တို့မများကျွန်တော်ပြောခြင်းတယ်သင်ဘလို့ဝါခံလဲအခုသင်မြင်နေတဲ့ဟာသင်ကြားနေတဲ့သတင်းတွေနဲ့ပတ်သက်သင်ဘလို့ဝါခံလဲငါတို့တော့မလွယ်တော့ဘူး ဒုက္ခရောက်ပြီးငါတို့အသင်းတော်တော့ဘယ်လိုလုပ်မလဲငါတို့မိသားစုဘယ်လိုလုပ်မလဲစိတ်တကြစိတ်ပြက်စရာတွေသင်ဝခံနေလားသင်ဝခံတဲ့အတိုင်းဖြစ်လာမယ်နော်ငါဖယားငါပေါ်ဘယ်တော့မှမကောင်းတာမလို့ဘူးဟာလေလုယာကျွန်တော်ဝခံခြင်းအရေးကြီးတယ်ချစ်တော်ညီကိုမောင်တို့မဒီလိုပြောလို့မဟုတ်တာတွေရှောက်ဝခံခိုင်းနေတာမဟုတ်ဘူးနော်ဖယားပေးထားတဲ့ဂတိရှိတယ်အဲ့ဂတိတော်တွေကကျွန်တော်တို့အတွက်ဖြစ်တယ်အဲ့ဒါကိုဝခံမှုပြောနေတာအလကမဟုတ်တာတွေရှောက်ဝခံမှုပြောနေတာမဟုတ် အတော့ဒီနေ့ဘာသရင်တွေပဲထွက်နေပါစေဘလို့အရာတွေပဲကျွန်တော်တို့လူတွေပြောနေပါစေကျွန်တော်နားလဲတာကျွန်တော်ဖယားကျွန်တော်ပုံမှာဘယ်တော့မှမကောင်းတာမလို့အာမင်သူတို့ပြောတဲ့နုတ်နဲ့ပြားရစီတော့ပြီမလားကျွန်တော်ပြောမယ်သူတို့တဲ့ပိုကောင်းတာဖယားကကျွန်တော်တို့ကိုမဆမယ်ဟာလလူးယာဖယားကောင်းတဲ့ကောင်းတာကိုပို့ရပို့ရနောက်မှလုံနေတဲ့ဖယားဖြစ်တယ်ဒါကြောင့်သူတို့ခေတ္တကနုတ်နဲ့ပြားရစီကျွန်တော်အချိန်မှာအဲ့ထက်ပိုကောင်းတာရောက်လာမယ်ဟာလေလူးယာသင်ပါဝခံထားတယ် ငါတို့မိသားစုအတွက်မနှက်ပြန်ဒီနေ့ထက်ပိုကောင်းမယ်အာမင်ကျွန်တော်အသင်းတော်အတွက်မနှက်ပြန်ကဒီနေ့ထက်ပိုကောင်းမယ်ဟာလေလုယာဒါပဲဖယားဘယ်တော့မှမကောင်းတာမလို့ဘူးဒါကြောင့်မလို့အသက်တာထဲမှာအဲ့ဒီဆယ်ယောက်ကိုကြည့်နောင်တရပါဖယားမပေးမဲ့အရာကိုတို့ကဝတ်ခံတယ်ဝတ်ခံတဲ့အတိုင်းတို့ရသွားတယ်အဲ့ဒါဖယားတို့ကိုဒုက္ခပေးတာမဟုတ်ဘူးတို့ဝတ်ခံတဲ့အတိုင်းဖြစ်တာဟိုနှစ်ယောက်ကိုကြည့်ဖယားပေးမဲ့အရာကိုတို့မြင်ပြီးဝတ်ခံတယ်ဝတ်ခံတဲ့အတိုင်းတို့ကောင်းကြီးခံစားတယ် အာမင်ဒီနေ့အွန်လိုင်းကခွန်အားယူနေတဲ့မိဘညီကိုမောင်တို့မများဖယားကဒီကျွန်တော်တို့ကိုဘယ်တော့မှမကောင်းတာမပေးဘူးဘယ်တော့မှမကောင်းတာမလုပ်ဘူးအကောင်းဆုံးအကောင်းဆုံးကောင်းတဲ့ကောင်းတာကိုတနေ့တက်တနေ့ပို့ပို့ပြီးကျွန်တော်တို့ကိုခံစားစီနေတဲ့ဖယားဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်မအစအရောက်တိုင်းရဲ့အသက်တာထဲမှာအကောင်းဆုံးကိုဝန်ခံဖို့အသက်တာများကိုဆက်ကပ်ရအောင်အာမင်ဖယားသခင်ကျွန်တော်တစ်ချိန်လုံးကမကောင်းတာတွေဝန်ခံမိတယ်အဲ့အတွက်နောင်တရရတယ်ဖယားကိုတောင်းပန်ပါ ဒီနေ့ကနေစပြီးဖရာသခင်ကျွန်တော်တို့အကောင်းဆုံးလုပ်ပေးတယ်လို့ဝခံရအောင်ဝခံတဲ့အတိုင်းကောင်းကြီးဖြစ်မယ် God bless you